ညာဆင်းရောရပုန်ဝန်ရန်ဒီဖိုင်အရင်မြောက်ဖြစ်ပါတယ်ဒီနေ့တင်မဲ့ဟန်တာကတော့ချာဆိုတဲ့ဒီဟန်တာမီနီမော်နော်သူကကြတော့ဗာလဲဆိုရင်အတွေ့အများမှာပါသူကလူဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာပါကျတော့လူတစုံတစ်ယောက်ပေါ့မြန်မာလူဆိုလို့ရှိရင်တခုခုဖြစ်တဲ့တမားလူလည်းပြောလို့ရပါတယ်ဥပမာကားတမားလူအာတညာရှင်ရောအဲလိုမျိုးအဓိပ္ပာယ်တွေလည်းသုံးလို့ရတယ်ပြရမယ်နော်အဲဒါကြောင့်မလို့ရှင်နေလိုက် ကွဲပြီးတော့တုံးရတဲ့အတွက်ကြောင့်မလို့ဒီမှာလူလို့ရေးထားပါတယ်ဒါပထမအုပ်စုမိနစ်ကိုကြည့်မယ်ဝန်ဂျုံဂျာဝန်ဂျုံဆိုတာကကားမောင်းတာကိုပြောတာပါဂျာဆိုတာကလူဖြစ်တဲ့အတွက်ကြောင့်မလို့ယင်မောင်းသူပေါ့ဒါပေမဲ့ကြာကားမောင်းတဲ့လူဝန်ဂျုံဆိုတဲ့စကားနောက်ကညီချာလေးပေါင်းထားတာအာရူဟာကြတော့ခီကြခီကြဆိုတာကကြတော့အလုံးတိထားပြီးတယ်တင်းထောက်ကိုပြောတာပါခီကြပြီးနောက်တစ်ခုကကြတော့ခလို့ကြ ခလူကြဆိုတာဗာလဲဆိုလို့ရှိရင်အလုံးလုံးတဲ့လူဆိုတဲ့အဓိပ္ပာယ်အဲဒီကြတော့လုံသားဆိုတဲ့အဓိပ္ပာယ်ရမယ်နော်ခလူကြသူနဲ့တူတာကနိုသုံးကြလို့လည်းခေါ်လို့ရပါတယ်ဒီမှာလဲခြာဆိုတာလူကိုပြောတာပါနိုသုံးဆိုတာကကြတော့လုံအားဆိုတဲ့အဓိပ္ပာယ်နည်းနည်းပင်မန်းတဲ့အလုပ်တွေကိုလုပ်ရတယ်ဆိုတဲ့အဓိပ္ပာယ်အဲဒါကြောင့်မလို့နိုသုံးကြကကြတော့နည်းနည်းအလုပ်ချင်းကိုလုပ်တဲ့ လူလောက်သားလို့ခေါ်တယ်။ဒါမှမဟုတ်ခလူကြာကြတော့ဟိုယုံတတ်နေတဲ့လူတွေကိုလည်းခလူကြာလို့ခေါ်လို့ရပါတယ်။အဲဒါကြောင့်မလို့ခလူကြာလူသုံးကြာလို့သုံးလို့ရတယ်။ဒါပေမဲ့လူသုံးကြာလို့သုံးနေဆိုရင်ကြတော့အော်အလုံးချမ်းကိုလုတ်တဲ့လူလို့ခေါ်တဲ့အတွက်ကြောင့်မလို့နည်းနည်းဘယ်လိုပြောမလဲနှိမ့်နေပေါ့နော်။အတုံးအားဒါကြောင့်မလို့ဖြစ်နိုင်မယ်ဆိုရင်တော့ခလူကြာကိုသုံးတာကိုပို့ပြီးတော့အော်ချွတ်ချွတ်လောက်ပါတယ်။ဒါပေမဲ့အခြေအနေလိုင်းနှလုံးလုံးသုံးလို့ရတယ်။ ပြီးရင်နောက်တစ်ခုကစုပြီးကြစုပြီးဆိုတာကတော့တစ်ခုခုကိုဖြုံးနေဆိုတဲ့အဓိပ္ပာယ်ဂျာဆိုတာကလူဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ခုခုကိုဝယ်တဲ့လူဖြုံးတဲ့လူဆိုတော့ customer ဆိုတဲ့အဓိပ္ပာယ်ဒါမှမဟုတ်ပြီးရင်နောက်တစ်ခုက hug ကြ hug ဆိုတာကအခုအားလုံးသိထားတယ်ကြောင်းဆိုတဲ့ hug ကိုဟုတ်မလားအဲပညာဆိုတဲ့အဓိပ္ပာယ်အဲဒါကြောင့်မလို့ပညာရှင်ကိုချယ်လို့က hug ကြလို့ခေါ်ပါတယ်အဲကြောင့်မလို့သူက hug ကိုကြောင်းကဆိုတဲ့ meaning က hug နဲ့ဂျာဆိုတဲ့လူဆိုတဲ့အဓိပ္ပာယ်ကိုပေါင်းထားတယ် ောက်တစ်ခုကတော့နောက်ထပ်အဓိပ္ပာယ်တစ်မျိုးသူကကြတော့ခြားရှင်းဆိုတာကိုကိုတိုင်းမိမိဆိုတဲ့အဓိပ္ပာယ်ကိုလည်းသုံးလို့ရတယ်အဲဒီအဓိပ္ပာယ်ကိုလည်းဖော်ဆောင်ပါတယ်ဥပမာအားဖြင့်ခြားယူဆိုလို့ရှိရင်လွတ်လပ်တာလွတ်လပ်တယ်ဆိုတာကကိုကလှုပ်ချင်တာလှုပ်လို့ရတာလေနော်သူများကကိုကိုလာထိန်းထားတာမဟုတ်တဲ့အတွက်ကြောင့်မလို့ခြားယူလွတ်လပ်တာကိုပြောတာပါပြန်နောက်တစ်ခုကကြတော့ခြားမန်းသူကကြတော့အနောက်ကနေဟာတာပေါင်းပြီးတော့ valve လုံးလို့ရတယ်အဲဒါကြောင့်မလို့ခြားမန်းဟာတာဆိုလို့ရှိရင် ဘဝေမြင့်နေဆိုတဲ့အတိပဲကြတော့ကိုကိုကိုအရင်ယုံကြည်မှုတွေလွန်လွန်အားကြီးกว่าတာပေါ့အဲကြတော့ဘဝေမြင့်နေဖြစ်သွားတာပေါ့ရောဒါပဲเนาะကြတော့ခြာဆိုတာကကိုကိုကိုမန်းဆိုတာကပြည့်တယ်ဆိုတဲ့အတိပဲကြတော့ကိုကိုကိုအရင်ပြည့်တယ်ဆိုတာအရင်မြောက်နေတာပေါ့ဘဝေမြင့်တာပေါ့အဲလိုအတိပဲနောက်တစ်ခုကကြတော့ခြာရှင်းကခြာရှင်းကမ်းကကြတော့အလုံးတိပြီးထားမယ်ထင်ပါတယ်ခြာရှင်းဆိုတာကကိုကိုကိုမိမိဆိုတဲ့အတိပဲခမ်းဆိုတာကကြတော့ယုံကြည်မှု အဲ့လိုမျိုးတွေပဲဟိုတနည်းဟာတင်ထားတဲ့ခန်းစားချက်ဒီမှာကျတော့ကုကုကိုဟိုယုံကြည်မှုရှိရလို့ခန်းစားရတယ်အဲ့လိုမျိုးတွေပဲပေါ့နော်အဲ့ဒါကြောင့်မလို့ယုံကြည်မှုဆိုတဲ့အတိပဲအဲ့ကြတော့ခြာရှင်းဆိုတာကမိမိကိုကိုယုံကြည်တယ်ဆိုတဲ့အတိပဲပြီးရင်နောက်တစ်ခုခြာပုံးကျူခြာပုံးကျူဆိုတာကကြတော့ तू ကဘယ်လိုလဲဆိုလို့ရှိရင်အရင်ရှင်းရင်စနစ်ကိုပြောချင်တာပါအဲ့ဒါကြောင့်မလို့ခြာဆိုတာကကိုကိုတိုင်း ုံဆိုတာကကြတော့ဒီမှာကြတော့တယံသာတာတို့ပစ္စည်းတို့ပိုင်ဆိုင်မှုတို့ရဲ့လက်မျိုးတွေပဲအဲဒါကြောင့်မလို့ချေရူခြာပုံးကျူကြီးလို့ပြောတယ်ဆိုလို့ရှိရင်အဲ့လိုအရင်ရှင်စနစ်အဲ့လိုမျိုးပုံစံတုံးလို့ရတယ်ပြောချင်တာကပိုင်ဆိုင်ထားတဲ့ဒီပစ္စည်းတွေကိုအရေးထားတဲ့ဒီလိုမျိုးစနစ်ပေါ့ကျူကြီးလို့ပြောတယ်ဆိုရင်စနစ်တစ်ခုစနစ်အဲ့လိုမျိုးတွေပဲအဲ့ဘယ်နော်အပြင်မှာတော့တိတ်တော့မတုံးမိမှတခါလေ topic reading တွေပါနေမှာဖြစ်ဖြစ်ပေါ့နော်ပါတော့ပါနိုင်ပြီမယ်အော်နည်းနည်းတော့ပါတဲ့ နှုံးကတော့နည်းနည်းတော့နေတယ်ပေါ့နော်ဒါပေမဲ့တီရောတီထားတယ်မှာလည်းတည်င်းနေပါရင်နားထောင်နေဆိုရင်ပါတယ်ပြီးရင်နောက်တစ်ခုကခြားအားခြားအားဆိုတာခြားဆိုတာကိုကိုတိုင်းအားဆိုတာကကျတော့ကိုယ့်ရဲ့စိတ်အဲ့လိုမျိုးတွေပဲအားကြောင့်ခြားအားလို့ပြောတယ်ဆိုရင်ကိုယ့်ရဲ့ ego ကိုယ့်ရဲ့ဒီအတွင်းမိုင်းစိတ်အနေထားဆိုတဲ့အဓိပ္ပာယ်ကိုရှယ်လို့တုံးလို့ရတယ်ဥပမာအားဖြင့်ဟိုခြားအားကခံရတာခံရတာဆိုတာပြင်းထန်တာအဲ့ကြတော့အတွင်းစိတ်ပြင်းထန်နေဆိုတဲ့အဓိပ္ပာယ်လည်းဖြစ်တယ်လို့ကိုယ့်ရဲ့ဒီအကျင့်က စပြီးတော့ပုံပေါ်လာတယ်ဖြစ်ပေါ်လာတယ်ဆိုတဲ့အတိုင်းဥပမာအဖြစ်ကလီလေးတွေဆိုလို့ရှိရင်အာငယ်ငယ်တုန်းကဘလို့ပဝင်းကျင်မှာကြီးပြင်းတာနဲ့လိုက်ပြီးတော့သူ့ရဲ့အကျင့်တွေကကွဲတယ်လေနော်အဲကြောင့်ပဝင်းကျင်ကလည်းအရေးကြီးတယ်အဲဒါကြောင့်မလို့ဩခြားကခံရတာခြားကခံရကြတာအလိုဥပမာအဖြစ်ဘနနစ်ကနေစပြီးတော့သူ့ရဲ့ကိုယ်ပိုင်ဒီလိုမျိုးကာရက်တာပေါ့နော်သူ့ရဲ့အကျင့်စရိုက်တွေကပြင်းထန်လာတယ်ဆိုတဲ့အဓိပ္ပာယ်အနေနဲ့တုံတဲ့ခြားအာရမယ်နော်သူလည်းပဲ အပြင်မှာတော့တိတ်မသုံးပေမဲ့ topic မှာဆိုရင်တော့ဟောနည်းနည်းပါပါပါတဲ့အတွက်ကြောင့်မလို့တိထားဖို့တော့လိုတယ်ကျွန်တော်ခြားဆိုတာက shadow english လို့ဆိုလို့ရှိရင် echo ဆိုတဲ့ ठी ပဲပါကိုယ့်ရဲ့ဒီအတွင်းပိုင်းမှာဖြစ်နေတဲ့စိတ်အခြေအနေစိတ်အဲ့လိုမျိုးအကျင့်အဲ့လိုမျိုးတွေပဲလို့လည်းဖော်ဆောင်ပါတယ်အဲဒါမလို့ဒီနေ့တင်ထားတဲ့ခြာနဲ့ပတ်သက်တဲ့ဒီ meaning ပေါ့နော်အဲဒါလေးတွေကိုရအောင်လိုက်ပြီးတော့ချက်ထားပြီးတော့ခြေရုံးနဲ့ပြင်ပါနောက်ထပ်တခြားဟန်ကြာလေးတွေကိုဆက်ပြီးတော့တွားမယ် ါမယ်နော်အားလုံးပဲဒီဟာကိုလေ့လာပြီးတော့တခုခုသိရှင်တာဖြစ်ဖြစ်ဒါမှမဟုတ်ရင်သိရှင်တဲ့ဟန်ကြားလေးတွေရှိရဲဆိုရင်လည်း comment မှာမန့်ခဲ့ရဲဆိုလို့ရှိရင်ချက်ကြည့်ပြီးတော့ဒီဟန်ကြားလေးတွေကိုပြင်ပြီးတော့ပြန်ပြီးတော့ပြောပေးမယ်ဒါမယ်နော်ဒါဆိုလို့ရှိရင်ချက်တို့နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့မယ်ကျွန်တော်မညောင်းရတော့ဘူး